ဆရာမလေးရှားကနေအခုအာမလေးရှားနေခဏထိုင်းနိုင်ငံကိုပြန်နေပြီးတော့မှဆရာဒီလိုလာတယ်မလေးရှားမှာဆရာတရားဟောပွဲသွားလုပ်ပြီးတော့ပြန်လာတာဖြစ်တယ်ဆိုမလေးရှားမှာတရားဟောပွဲလုပ်တဲ့အဲလုပ်တဲ့ဒုတိယနေ့မှာဆိုပထမနေ့မှာထင်တယ်ကွအာမိသားစုတစုရောက်လာတယ်သူတို့ကဆိုင်မလေးရှားမှာအဲဆိုင်လုပ်နေတဲ့ဆိုင်နေဆိုင်နေဖွင့်ထားတာဖြစ်တယ် လုပ်ငန်းရှင်တွေဖြစ်တယ်။ဆရာတဲ့ချစ်တယ်သူတို့။ဘာကြောင့်ဆိုတော့ဆရာအားဖြင့်တဲ့ကျမတို့အရန်ကောင်းကြီးဖြစ်ခဲ့တာကိုမပြောဘဲမနေနိုင်လို့လာတာပါ။ပြီးတော့မှဆရာကိုလည်းပဲအဲလိုအပ်တာလေးတွေကုညီပေးခြင်းလို့ဆရာမလေးရှားမှာလှုပ်ရှင်တဲ့အရာတွေရှင်ပြောပါဆိုတော့မှသူတို့ကပဲအဲသူတို့နဲ့ပတ်သက်ဆက်နွယ်ရင်းနှီးကြတဲ့ရဲမှုကြီးတွေခေါ်လာပြီးတော့ဆရာနဲ့မိတ်ဆက်ပေးပါတယ် အရမူကြီးကလည်းပဲဆရာတရားဟောပွဲဒီလိုက်လာပြီးတော့မှအာဒီနှုတ်ကပတ်တော်ခံယူသွားပါတယ်ဆိုတော့ तू ကပြောလဲဆိုတော့ဆရာရဲ့တဲ့ကျမတို့သူများဆိုင်မှာအလုပ်လုပ်ခဲ့တယ်အနည်း20လောက်အလုပ်လုပ်ခဲ့တယ်မလေးရှားမှာတဲ့10နှစ်လားအနည်း20လားဆရာမမှတ်မိတော့ဘောထားလိုက်10နှစ်လားအနည်း20လားမသိဘူးအလုပ်လုပ်ခဲ့တယ်တဲ့ အလုပ်လုပ်ခဲ့ပြီးတော့ဒီတဆိုင်လုံးဒီတဆိုင်လုံးစတော့ဆိုင်တက်တက်လေးပဲစတာဒါမဲ့လုံရင်းလုံရင်းလုံနေအဲ့ဆိုင်ညာအဲကြီးသွားတယ်ဒီတထေးတွေကသူ့အပြင်အရန်ကောင်းကြီးဖြစ်တယ်ဆိုသူတီးသွားပြီဆိုင်တဆိုင်လုံးရမ်းပြီးတဲ့အချိန်မှာငါတို့ကိုယ်တိုင်လည်းဆိုင်ဖွင့်လို့ရပြီဆိုတာတီးသွားပြီတီးသွားတဲ့အခါမှာစတင်လို့ဆိုင်ဖွင့်မယ်လို့ပြောတဲ့အချိန်မှာအဲ့တထေးကအရန်ဒေါသထွက်တယ်တဲ့ အရန်ဒေါသထွက်ပြီးတော့မှဟိုသူတို့အိမ်ဝယ်ဖို့ရန်အတွက်ပတ်စံစိုက်ထားပေးတဲ့ဟာရှိတယ်အဲ့ဒီပတ်စံပြန်ပေးမဲ့လုတ်တိုင်းလဲအဲ့ဒီတထေးကမပေးနဲ့မပေးနဲ့မပေးနဲ့မလုံးဒါမဲ့အဲ့ဒီထွက်မယ်လို့ပြောလဲပြောအဲ့ဒီတထေးကစပြီးတော့မှသူတို့စပြောတယ်နင်တို့အဲ့ဒီပတ်စံ2000ပဲမဟုတ်ဘူးယူတဲ့နေ့ရနေစပြီးတော့ဒီနေ့ချိန်ထိငါအတိုးတွေအကုန်လုံးတွတ်ထားတယ် အစားမပေးနဲ့မပေးနဲ့အရင်တောင်မှပေးထားတဲ့အရင်တောင်ပြန်မပေးခိုင်းတာအခုကအတိုးတွေပါပြန်ပေါင်းတဲ့အချိန်မှာမင်းမပေးနိုင်ဘူးဆိုရင်နံပါတ်1ထောင်ကြမယ်နံပါတ်2ရိုးတန်းထောင်မကြအောင်မင်းတို့လက်တွေခြေတွေဖြတ်မယ်အဲမလေးမှာ तू ကလူမိုက်တယ်ငှားပြီးတော့လက်တွေခြေတွေဖြတ်ပြစ်မယ်အဲ့ဒီနေ့မှာပေးရင်ပေးမပေးရင်မင်းတို့တွေ့မှာကြည့်သူတို့အရာစိတ်နာရတယ် ဘာမှမရှိတဲ့ဘဝနဲ့သူတို့လှုပ်ပေးရင်းနဲ့ချမ်းသာသွားတာဒီတတိယတဲ့။တစ္ဆာရှိရှိလှုပ်ပေးခဲ့တယ်။အခုကိုဘတာကိုအလုပ်လေးထွက်လုပ်မယ်ဆိုတော့လက်ဖြတ်ချေဖြတ်လုပ်မယ်ပါညာလှုပ်ပြီ။လူမိုက်တွေနဲ့လည်းအမြဲတမ်းလာချင်းချောက်တယ်။အယားစိတ်ဆင်းရဲတယ်။အဲ့ဒီသမီးဆိုရင်အဲအဲ့အဲ့ဒီအခုပေါ့နော်အဲ့ဒီဒီဆိုင်ပိုင်ရှင်သမီးလေးဆိုရင်ဒီရက်ရက် အလုတ်သွားပြန်လာယထာဘွားနဲ့သူခုံချခြင်းတယ်တိတ်ပလိုက်ခြင်းတယ်အရာစိတ်နာတယ်အနာကပြောက်တယ်လို့ခံစားရတယ်ဘာမှရှိတော့သူများပဲလာတတ်တော့မလားသူမပဲလက်တည်ခြေတည်လာဖြတ်တော့မလားအဲပြီးရရင်ထောင်ထဲဝင်ရတော့မယ်အမျိုးစုံချိန်ချောက်မှုတွေလာပြီအရာစိတ်နာတယ်သူဒါနဲ့တည့်ရက်မှာတဲ့ ရထားပေါ်မှာပဲအဲ့လိုကိုကိုတေးရှင်းတဲ့ဖြစ်နေနေဆရာတရားဟောချက်ကိုနားထောင်မိတယ်တဲ့အဲ့တရားဟောချက်ထဲမှာဗာဆရာဗာပြောလဲဆိုတော့ချင်းမွန်းချင်းอ่ะတကိုးဖြစ်တယ်လို့ပြောလိုက်တဲ့အတန်ကသူ့တို့အဖြေဖြစ်သွားတယ်တဲ့ကျမ်းကြီးကိုမောင်းမှာတော့ဘဝမှာလေလမ်းပိတ်သွားပြီဆိုရင်ဖျားစကားတခွန်းလေးอ่ะဖျားစကားတခွန်းလေးပဲအများကြီးမလို့ ကျွန်တော်ဟောတာနှစ်နာရီလောက်ဟောတယ်ဒါပေမဲ့အဲ့ထဲကနေအဲ့နှစ်နာရီလောက်ဟောတဲ့ထဲကနေတလုံးလေးသူရသွားတယ်ချင်းမွားတဲ့အရာက အကောင်းဆုံးလက်နက်ဖြစ်တယ်ဆိုတဲ့အရာကိုဒိန်းဆိုသူပေါက်သွားတဲ့အချိန်မှာစတင်ပြီးတော့သူဘာမလုပ်တော့အိမ်ပြန်ရောက်တဲ့ချိန်နဲ့စအဲ့အချိန်ကနေစပြီးတော့သူချီးပဲချင်းမွားတော့တာလေ ဘာပဲဖြစ်ဖြစ်ချင်းမွားနဲ့ချင်းမွားနဲ့ချင်းမွားနဲ့အလုံးသွားလဲချင်းမွားနဲ့အိမ်မနေလဲချင်းမွားနဲ့ချက်ပြုတ်နေနဲ့ချင်းမွားနဲ့အဲ့ဒီပြဿနာကိုသူမေ့ပလိုက်ပြီးတော့မှချင်းပဲချင်းမွားတော့တာလေအာဩဇာကောင်းတယ်ပေးရမယ်နှစ်ရက်အလုံးမှာလုံးဝဘလို့မှမပေးနိုင်ဘူးထင်တာလေအမောင်အကုန်ရတယ်သူတို့လက်ထဲဟုတ်တယ်ဟာလေလုယာအေဒီအေဒီပတ်ဆောင်ယူတော့သူတို့သွားဖေးတယ် ွားပေးတဲ့ခါမှာအဲ့ဒီလူကမလေးရှားတရုတ်ပေါ့မယုံနိုင်ဘူးမင်းတို့ဘယ်ရရတာလဲဘာညာဘယ်ရရတာလဲအရင်မကြည့်ဘူးအခုရသွားပြီဖြစ်တယ်ယူလိုက်ပါကျမတို့ကိုလာပြတော့ဒုက္ခမပေးတော့နဲ့ပြောတော့သူတို့ပြန်လာတယ်ဒါပေမဲ့ပတ်စာမရှိတော့အကုန်လုံးကပေးလိုက်ရပြီဖြစ်တဲ့အတွက်ကြောင့်သူတို့ဆူထောင်းထားတယ်အကုန်ပေးလိုက်ဖြစ်တဲ့အတွက်ကြောင့်သူတို့ဆိုင်ဖွင့်လို့မရတော့ဘူးဆိုင်ဖွင့်စရာပတ်စာလည်းမရှိတော့ အဲ့လိုမျိုးပဲနေပြီးတော့မကြီးတော့ချီးမွမ်းလို့ဆက်ပြီးတော့သွားနေချိန်မှာပေးပြီးတော့မှနှစ်ရက်လောက်ကြာတဲ့အခါမှာသူတို့အိတ်နေချိန်မှာတကားလာခောက်တယ်တဲ့ဘသူဖြစ်လဲဆိုတော့အဲ့ဒီတထေးရဲ့မိမဖြစ်နေတယ်အရုန်းလာတွေ့ပေးပါအာဘာလို့လာတွေ့ရမှာလဲလာတွေ့ပေးပါအရေးကြီးတဲ့စကားပြောစရာရှိလို့လာတွေ့ပါ သူယောက်ျားတော့လုံးဝမတွေ့ရှင်တော့ဘူးငါတို့တလောက်ကောင်းဆုံးလုတ်ပေးခဲ့တယ်ငါတို့ပြန်ဆက်ဆံတာရန်သူထက်ဆိုးတယ်ဆက်ဆံတာလုံးဝမတွေ့ရှင်တော့ဘူးဒါမဲ့လာခဲ့ပါလို့ပြောရတဲ့အတွက်ကြောင့်မိမလည်းချော့မော်ပြီးတော့ယောက်ျားခေါ်သွားတယ်ဟိုရောက်တဲ့ခါမှာဂျပန်ဆိုင်တဆိုင်မှာသူတို့ခေါ်တွေ့ဖျားကြီးဆိုတော့ကြောင့်ရထားတဲ့အဲ့ဒီ ူတို့ပေးလိုက်တဲ့အထုပ်တိုင်းပဲသူတို့ပြန်လာပြန်ပေးတယ်။အဲ့ဒီလူကအင်မတန်ဆိုးတဲ့လူတဲ့။တပြားအဲ့လိုက်အဲ့တပြားတော့မှနှစ်ပြားခွာရှင်တဲ့လူစားမျိုး။အဲ့ဒီလူကပြန်ပေးတယ်။ချင်းမွှန်းချင်းတကောကဘလောက်ထိအံ့ဩစရာကောင်းလဲ။ဟာလေလုယာ။ဒါကြောင့်ချင်းမွှန်းတယ်လို့ပြောလာတဲ့အခါမှာကျွန်တော်ခရိယန်တတ်တာတို့ဖျားပေးထားတဲ့အကောင်းဆုံးလက်နက်ကချင်းမွှန်းချင်းပြ။ အာမင်္ဂလာတွေအားလုံးမင်္ဂလာပြန်ဖြစ်စေပြီးတဲ့အသာမကဘူးဖခင်ကဒီလောက်ကောင်းပါတဲ့လူတော်မှမာကျော်တဲ့ကြောက်နှလုံးသားအသားနှလုံးသားပြန်ဖြစ်စေတဲ့ဖခင်ကိုဖခင်ကိုကျွန်တော်ကိုးကွယ်နေရတာဖြစ်တယ်အဲ့ဒီဖခင်နဲ့အလုတ်လုတ်ချင်းအောင်မြင်စွာအသက်ရှင်ချင်းတင်လို့မရတခုပဲရှိတယ်ချီးမွမ်းတတ်ဖို့လိုတယ်ချီးမွမ်းခြင်းနှစ်သက်တယ်ဖခင်အလုံးပြောကြည့်အောင်ချီးမွမ်းခြင်းနှစ်သက်တယ်ဖခင်ကျွန်တော်မချားလိုက်ဘူးခင်ဗျပြန်ပြောကြည့်ပါဦးခင်ဗျ yeah ချီးမွမ်းခြင်းနှစ်သက်တဲ့ဖရားဆိုတော့ဖရားပြပြလိုက်တယ်မလုံလောက်တဲ့အချိန်မှာဒီထဲမှာငွေချင်းနဲ့ပတ်သက်လို့မလုံလောက်တာမျိုးတွေရှိတယ်ဆိုရင်တင့်ရောအားပေးခြင်းနဲ့နံပါတ်1အဲ့ဒီ breakthrough လာခြင်းစတင်ပြီးချီးမွမ်းတဲ့သူတွေဖြစ်ပါစေ hallelujah ငွေချင်းနဲ့ဆိုင်တဲ့ breakthrough 2026မှာမြင်တွေ့ခြင်းနဲ့ဆိုရင်ယနေ့ကစဆုံးဖြတ်ချက်ချလိုက်ဘယ်အချိန်မှာပဲဖြစ်မြင်ငါချီးမွမ်းမယ်